ကတော့နိုင်ငံကလာတဲ့အလုပ်လုပ်ဖို့လာတဲ့အထူးဖြစ်ပေါ့နော်အလုပ်လုပ်ဖို့လာတဲ့ပုံစံတွေကပြောတာဆိုရင်မမဆိုရင်နှင်ကျင်တယ်အထင်သေးကျင်တယ်ဆိုပြီးတော့အဲ့လိုပြောတာကြီးဒီမှာကြားရတယ်အဲ့လိုကြားရတဲ့အခါကျတော့ဒီမှာစိတ်မကောင်းဘူးပေါ့နော်ဒါပေမဲ့လည်းဒီဟာဟာမပြုတ်ပြင်နိုင်တဲ့ကိစ္စမဟုတ်ပါဘူးကဘာကြီးဆိုတာတစ်ချိန်လုံးပဲပြောင်းလဲနေတာပဲတံပိုးထားရည်ဆိုတာလည်းတစ်ချိန်လုံးပဲပြောင်းလဲနေတာပဲကိုကိုတံပိုးထားအောင်လို့ဆိုတော့ကိုကိုတိုင်ကလည်းလှုပ်ယူပါမယ်ကိုနိုင်ငံကိုဒီပဲ အဖြစ်ချက်ကိုပို့လို့မရဘူး။ငါတို့နိုင်ငံကမျက်နှာငယ်ဘူး။ငါတို့မျက်နှာငယ်တယ်ဆိုတဲ့စိတ်ထားမဲ့အစားငါတို့နိုင်ငံမျက်နှာမငယ်အောင်လို့ငါတို့လုပ်မယ်ဆိုတဲ့စိတ်ဓာတ်တွေတော့ဝင်နေလို့ဒီလို။ဒီလိုလုပ်ဖို့ကျမတို့ဟာအခွင့်အလမ်းတွေစပြီးတော့ရလာပါလိမ့်။ပြည်စုံရဲ့အခွင့်အလမ်းတွေလည်းမဟုတ်သေးပါဘူး။ဒါပေမဲ့စပြီးတော့ရလာတယ်။အဲ့တော့ကျမတို့တယောက်ချင်းတယောက်ချင်းဟာဘယ်လောက်ထိပေးမလဲဘယ်လောက်ထိကျမတို့နိုင်ငံတည်းပေးစမလဲဆိုတော့ကိုယ့်ဘာကိုယ်ဆုံးဖြတ်မှာဖြစ်ပါတယ်။ ်ဒါမျိုးဆိုတာအတင်းလို့ခိုင်းလို့မရပါဘူးမေတ္တာစေတနာစေတနာဆိုတော့အတင်းရှိရမယ်လို့ပြောလို့မရအတွင်းကပွားလာရတယ်ဘယ်လိုပဲနောက်ဆုံးတော့အယောင်ဆောင်လို့တော့ရတော့ပေါ့နော်ဒါမှလည်းရောင်ဆောင်သားနဲ့တကယ်စိတ်ဆက်မှရှိတာနဲ့မတူဘူးဆိုတာဒီတိုင်းပြင်တော့ဘုရားကိုဆုံးဖြတ်ရမယ်ဘဝဆိုတာဘာအတွက်လဲကိုယ်ဘဝဆိုတာဘာအတွက်လဲကိုဒီလောကကြီးရဲ့ရောက်လာတာ ဘာအတွက်လဲဆိုတော့ကိုယ့်ဘာကိုဆုံးဖြတ်ရမယ်ကိစ္စပဲတခြားလူတွေပြောလို့လည်းမရဘူးတခြားလူတွေလုတ်ပေးလို့လည်းမရဘူးကိုယ့်ဘာကိုဆုံးဖြတ်ရမယ်အဲ့တော့ဆုံးကြတော့သမားတို့ဒီလောကကြီးထဲရောက်လာတာဟာယူဖို့တက်တက်လားပေးဖို့လားအပေးယူမျှဖို့လားဆိုတာအဲ့ဒါကိုဆုံးဖြတ်ရမှာဖြစ်ပါတယ်သမားတို့ကလူသားတွေဆိုတော့အများသဖြင့်ပေးဖို့တက်တက်ဆိုတာအဲ့ဒီလိုလုံနေတဲ့လူကတော့လူနေဆိုတာအပေးယူမျှတယ်ဆိုတာဟာကောက်ပါတယ် တ်တာကကိုကလည်းပေးမယ်ကိုလည်းယူမယ်ကိုလည်းရယူတယ်လေဆိုတော့ဒါလည်းအင်တာမသဘာဝကြပါတယ်ဒါဘုရင့်ရဲ့ဥသားလေးဆိုတာဒီလိုပဲရှိရမှာအဲ့တော့ကျမတို့အနေနဲ့ပေးပဲပေးပါလို့တောင်းဆိုပါမယ်မရှိပါဘူးဒါပေမဲ့အပေးလို့ဆိုညကိုကပို့ပြီးတော့ရတယ်နေဆိုတဲ့စိတ်ကကားဆိုရင်တော့ကို့အတွက်လည်းမကောင်းကို့ပတ်ဝန်းကျင်အတွက်လည်းမကောင်းဘူးဆိုချင်တယ်ကိုကကိုယူသလောက်တော့ပေးမယ်ဆိုတဲ့မာနလေးတော့အလုံးမှရှိနေတယ်ဒါ တန်ကိုရှိတဲ့လူသားဆိုတာဒါပဲအ ਨੇ စုံတော့ကိုယူတယ်လို့ပြန်ပေးရမယ်ကိုယူလာတဲ့နည်းနည်းပို့ပြီးပြန်ပေးနိုင်ရင်တော့ပို့ပြီးတော့တန်ကိုရှိပါတယ်လို့ကျွန်တော်ပြောပြရစီကျွန်မကနိုင်ငံခြားကိုသွားတဲ့ခါကြလို့ရှိရင်ဒါမှတိုးတက်တဲ့ချမ်းသာတဲ့နိုင်ငံတွေကျွန်မကြည့်ကြည့်ပြီးတော့ကျွန်မစိတ်ထဲမှာဘယ်လိုခံစားချက်ရှိလဲဆိုပုံပုံကိုပြန်ပြီးတော့သုံးသပ်တာပေါ့နော်ဒီလိုချမ်းသာတဲ့ချမ်းသာမှုတွေရုပ်ပိုင်းဆိုင်ရာချမ်းသာမှုတွေကိုအားကြသလားမမောသလားကျမတို့ အဲ့ဒီလိုနေရာမှာနေရရင်ကောင်းလားဆိုတဲ့စိတ်ကြီးဖြစ်သလားဆိုတော့ဟိုက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 ျမအဆုံးသတ်နေပါလေအထူးနဲ့ပါလားကျမဟဝိုင်းကတော့ဒီတရားစဉ်းစားတယ်ဘာဖြစ်လို့လဲဆိုတော့ဟဝိုင်းရအင်တာမလှပါတယ်ဒီပထဝီအဖြစ်နဲ့အင်တာမလှပါတယ်လူမှုအတိုင်းဝိုင်းအဖြစ်နဲ့အင်တာမစိတ်ချစရာဆရာကောင်းတယ်။ဒီမှာရောက်ခုတဲ့နိုင်ငံနေအဲသူကနိုင်ငံရဲ့လို့တော့မဟုတ်ဘူးပေါ့နော်။အမေရိကန်ပြည်တော်ဆိုတဲ့ဒိဋ္ဌိတစ်ပိုင်းဒါပေမဲ့လည်းဒီမှာရောက်ခုတဲ့နေရာတွေထဲမှာဆိုလို့ရှိရင်အဲ ဒီလူလူမျိုးအချင်းချင်းဌာနမှုမထားတာတယောက်ပေါ်တယောက်ဇာနာရာချစ်ခင်တာခေါ်ရတာအဲ့ဒါတွေကတော့အင်တာမများပါတယ်ဟဝိုင်ကနောက်ပြီးတော့ပထမအဖြစ်နဲ့အင်တာမလှပ်ပါတယ်ချမ်းနဲ့ချမ်းသာကြတယ်အခုစင်ကာပူဆိုလို့ရှိရင်ကျမတို့အရှိတိုင်းမှာချမ်းသာတဲ့တိုးတက်တဲ့သားရှင်တွေပေါ့နော်အဲ့ဒါတွေရှိတယ်ဒါပေမဲ့ကျမစဉ်းစားတယ်ဟဝိုင်ကအဲ့ဒီဟဝိုင်တန်းတွေမှာပေါ့နော်ထိုင်ပြီးတော့ဒီ Pacific တမုန်တရားကြီးကိုကြည့်လိုက်တဲ့အခါကျတော့ကျမဒီလိုနေရာမျိုးမှာနေကျင်သလားဒီလိုများမျိုးမှာနေလို့ရှိရင် ိတ်ချမ်းသာမလားဆိုတော့စဉ်းစားကြည့်တော့အမှပြောရင်ဒီမှာစိတ်ချမ်းသာမှာပေါ့ဘာဖြစ်လို့လဲဆိုတော့ဒီမှာဒီကားတို့မြန်မာနိုင်ငံမှာတူတူပဲပြည်သူတွေနဲ့တူတူလှုပ်ရှားရတာရုန်းကန်ရတာတူတူဆင်းရဲမယ်ဆိုရင်တူတူဆင်းရဲတာပို့ပြီးတော့ကျေနပ်မှုရှိတယ်လို့ဒီမှာဒီလိုခြံကား